အားလုံးပဲမင်လာခင်ဗျာ KMA ရဲ့ host plan ဒီ brand နဲ့ host ကနေပြန်လဲကျူဆူလိုက်ပါလေ။ Was Human Mobile ထွက်လာတဲ့အနေနဲ့သူ့အကြောင်းလေးတွေပြောပြပေးဖို့တောင်းဆိုလာလေးတွေကိုလည်းအတွေ့များလာတယ်ဆိုပါတော့ဗျာ။အဲ့လိုနဲ့ကျွန်တော်လည်းမနေနိုင်တော့တာနဲ့ဒီလိပ်ပြတိုင်ပတ်တဲ့ gain အကြောင်းပြောမယ်ကွာဆိုပြီးတော့ဒီ video လေးကိုမြန်မာလိုလုပ်ဖြစ်တယ်ဆိုပါတော့လေ။အဲ့လုပ်ပေးတာတော့မှန်ပါပဲ။ ဝက်စ်ဘူးမန်ကျလှုပ်ပြီးတော့ဂျန်နဲ့ Eagle Within တို့ Star Citizen တို့ကြာဘာဖြစ်လို့မလှုပ်ပြီးတာလဲဆိုပြီးမေးချင်စရာလေးတွေဖြစ်နိုင်ပါတယ်။အမှန်တမ်းရှင်းပြရင်တော့ဝက်စ်ဘူးမန်ကျွန်တော်တို့ PC မှာတွေကစော်ဘူးပြီးတာဖြစ်လို့ရင်းနှီးနှီးရှိတဲ့ game ဆိုတော့ပြန်ရှင်းပြရတာလွယ်တယ်ပေါ့ဗျာ။ Eagle Within ကြာတော့ story ကဘာဖြစ်လဲဆိုတာကိုကျွန်တော်သိပါတယ်။ဒါပေမဲ့ကျွန်တော်က horror game fan မဟုတ်တဲ့အတွက်ပြောပြဖို့ကနည်းနည်းခက်နေရဆိုပါတော့လေ။ Store အားလေးနည်းနည်းလိုနေတယ်ပေါ့ဗျာ။အဲ့တော့ YouTube မှာ subscriber 9000ကျွဲလောက်ဆိုရင်တော့လှုပ်ပြီးမယ်ကွာ။ ဆိုပြီးစဉ်းစားလိုက်ခဲ့ပေါ့အဲ့လိုနဲ့ Star Citizen ကြတော့ခေါ်ဆိုရင်တော့ Star Citizen style ပဲပြောနိုင်မယ်ဗျာပတ်စံပြီးရုပ်ဝေးမယ်ဗျာအဲ့လိုကြီးတော့မဟုတ်ဘူးပေါ့လေ Subscriber တသိန်းပြည့်ရနေကြရင် share လုပ်ပေးမှာပေါ့လို့ပဲပြောပြလိုက်ပါရစေခင်ဗျကဲကဲကဲလမ်းခွဲတွေလမ်းသွဲတွေရောက်ပြီးပြီဆိုတော့မင်းမင်းကြီးကိုတက်လိုက် Once Human Mobile ရော April 23ရက်နေ့မှာထွက်ရှိခဲ့တာဖြစ်ပြီးတော့ PC မှာထွက်ထားတဲ့ Once Human နဲ့ဘာကွာလဲဆိုရင်တော့အဲဘာမှအောင်မကွာပါဘူးခင်ဗျ Once Human ကဘယ်လိုဂိမ်းလဲဆိုရင်တော့ Super Metroid Cyber Game ပုံစံမျိုးသွားတာဖြစ်ပြီးတော့ MMO RPG ဂိမ်းမျိုးစားဖြစ်ပါတယ်ဘေးဆောင်မဲ့ Item Craft မဲ့ Boss တွေဝိုင်းမဲ့ Quest တွေလုပ်မဲ့အစားရှိတာတွေလုပ်နိုင်မှာပါ PVE ကိုအဓိကဆော့တာဖြစ်ပြီးတော့တခြားသူတွေနဲ့အတူတူ item ရှာတဲ့ quest တွေလုပ်မယ် boss တွေနဲ့ fight ပြီးသူတို့စီကရလာရင် material တွေတုံးပြီးပိုကောင်းတဲ့လက်နက်နဲ့ item တွေ craft မယ်ပေါ့နော် အဲနောက်ပိုင်းမှာတော့ PVE ဆရာကြီးဖြစ်တာလေ PVP zone တွေလည်းပါသွားပြီးတော့သူများတွေကို raid တာတွေအခွဲလိုက်ကြီး raid တာတွေကိုလည်းလုံနိုင်မှာဖြစ်ပါတယ်။အဲဘာနဲ့တူလဲဆိုရင်တော့ကြာလာပြီဖြစ်တဲ့ Andon ဆိုတဲ့ zombie ဆရာကြီးပဲခင်းနေတူပါတယ်။အဲ Once Human မှာကတော့ zombie တွေစာ super natural အကောင်တွေပေါ့ဗျာ။ကဲတော့ Once Human အကြောင်းတစားချင်းစီကိုဆွဲထုတ်ကြည့်လိုက်ရအောင်။ ပထမဆုံးအနေနဲ့ graphic ကတော်တော်လေးမိုက်ပြီးတော့ character creation တွေကလည်းဆက်လာရင်းနဲ့ချက်ကြွအကြီးတွေကိုဖန်တီးလို့ရပါတယ်။အဲတော်တော်လေးမိုက်တယ်ဆိုတာ PC မှာပြောတာပေါ့နော်။ မိုဘိုင်းမှာရောနည်းနည်းခြားတယ်လို့တော့ပြောချင်ပါအဲ့ဒါပေမဲ့ဒါပေမဲ့လို့လက်ခံလို့ရတဲ့အနေထားဆိုပါတော့လေဒီမှာအားလုံးနဲ့အမြင်ကွဲထွက်နေတာကတော့လမ်းမှာတွေ့ရတဲ့ရန်သူတွေကပုံမှန်နေ့စဉ်လုံးပစ္စည်းကိရိယာတွေကနေ super natural monster တွေဖြစ်နေတာ sci-fi ထိုက်တဲ့သူတွေအတွက်တော့အလှပကြီးလေးတွေဖြစ်နေမှာပေါ့ဗျာအဲ့တော့တူချုပ်လိုက်ရင် graphic ကတော့မမဖြစ်ုံလေးပဲဆိုပါတော့လေ story ကိုဆက်သွားချင်ပါတယ် ဒီကဲကိုလိပ်ပြတိုင်ပတ်တဲ့ခင်းလို့ခေါ်ရတဲ့အကြောင်းရင်းရှိပါတယ်။အဲ့ဒါသူ့စတိုရီမှာလော်ဒူတို့ကမတားဟူမန်တယောက်အနေနဲ့နှိုးထလာပြီးဘာဖြစ်လို့ဖြစ်နေမှန်းမသိတဲ့အချိန်မှာဇီဆိုတဲ့ငှက်ကြီးနဲ့တွေ့ပြီးတော့ဒီသိပ္ပံငန်းတွေကနေထွက်ပြေးကိုကျူးစားကြရပေါ့ဗျာ။အာ sorry sorry ကလစ်မှားသွားလို့ DB ကိုပြောတာဟိုဗီမဟုတ်ဘူး။အဲအဲ့အဲ့လိုနဲ့ထွက်ပြေးရင်းနဲ့မှာလိပ်ပြတိုင်ပတ်တဲ့အခန်းနဲ့ရောက်ပြီးတော့လိပ်ပြနေတော့မစ္စကိုနဲ့တွေ့ပြီးကဘာအိပါလေးဖြစ်ပြနေလဲဆိုတော့အချင်းမျိုးတိလိုက်ရရတယ်ဗောလေ အဲ့နေပဲမတာဟူးမန်းတွေ division နဲ့ credit ကြီးအကြောင်းနဲ့အာသာ dimension ရဲ့ရှောက်လာလဲမကောင်းစွာတွေចောင်းပေါင်းစုံကိုရပ်ပင်းစတော့တာပေါ့ဗျာအဲ့လိုနဲ့ခေါင်းနဲ့မူးနောက်နေအောင်ရပ်ပင်းစပြီးပြီဆိုတော့က quest တို့နာမည်တက်ပြီးသူခိုင်းတာလောက်တော့ပေါ့ဗျာအဲ့မှာပဲ lord တို့အဖန်းကစပြီးတော့တစ်ခုပြီးတစ်ခုဂိမ်းကတင်ပြီးတော့မှဖြစ်ပါတယ်အဲ့လိုနဲ့ story ကဘာဖြစ်သွားတာတုန်းခါဆိုရင်တော့အဲစော်ရင်စော်ရင်လည်းသိလာမှာပါရပ်ပင်းလောက်တဲ့တန်ကိုကျွန်တော်လည်းမခံနိုင်လို့အကုန်လုံးတော့မမှတ်မိပါဘူးဒါကြောင့်မလို့ gameplay ကိုပဲ focus လုပ်ပြီးတော့ပြောပြပါရစေ MMORPG ကိုမှ Cyber Sword ဖြစ်လို့ကိုလူတို့ကလက်လုတ်လက်နက်တွေနဲ့ရန်သူတွေကိုချရမှာဖြစ်ပါတယ်။ Level တက်လာတဲ့အများ Skill Point နဲ့ Blueprint တွေတင်ပြီးတော့ကိုလူချင်းနဲ့လက်နက်တွေကိုလူရမယ်အတုံးဆောင်တွေကို Sharpway Time Craft ပြီးတော့ရှင်တန်ရုံးကန်ရင်နဲ့ Quest တွေလုပ်ရမှာပါ။စားစစောင်းရင်3နာရီလောက်စော့ပြီးရင် War Travel တို့ Singer Z ရမှာဖြစ်ပါတယ်။အဲ့လိုမှသာ War Exploration တတ်တော့တော့လုံးလို့ရမယ်ဆိုပါတော့ဗျာ။ Cyber လို့သုံးရတဲ့အတိုင်းပဲ Visa တက်တာနဲ့ရေတောက်ဖို့လိုမှာတွေကလည်းရှိနေမှာဖြစ်ပါတယ်။ ဒါအပြင်ဦးမနေရာတိုင်းပြန်နေနေတဲ့ရန်သူပေါင်း16000ချေမုတ်ဘူးကလည်းလက်နက်တွေကြီးတန်းနေကုပါတာကိုလောက်ရအောင်မှာဖြစ်ပါတယ်။လိုအပ်မဲ့ပစ္စည်းတွေတော့နေရာတိုင်းမှာတွေ့နိုင်ပြီးတော့တချို့ပစ္စည်းတွေကိုကြာသတ်မှတ်ထားတဲ့နေရာတွေမှာတွားယူရမယ်ပေါ့ဗျာ။လိုအပ်တဲ့ပစ္စည်းတွေတော့ရပါပြီ။တချို့ item တွေကိုကြာတော့ဒီတိုင်း craft လုပ်ရရင်မယ်။တချို့ဟာတွေကြာတော့ wall bench တွေ smelter တွေလိုလာပါပြီ။အဲ့လိုလိုလာနေမြဲပစ္စည်းတွေတိမ်းမနေရာတွေထားဖို့နေရာတွေလိုလာပြီဆိုပါတော့လေ။အဲ base ောက်ရမယ်ဆိုပါတော့ once who man မှာထင်းထင်းရှားရှားပြောရမယ်ဆိုရင်သူ့ရဲ့ base ောက်တဲ့မကန်းနေပေါ့ဗျာ။ ကိုယ့်ရဲ့အိမ်မက်အိမ်လေးကိုကိုကြိုက်တယ်လို့စောင့်နိုင်ပြီးတော့တိတိချာချာဟိုအလှဆင်နိုင်ပါတယ်။တကယ်ခင်းစောတာနဲ့နဲ့အိမ်ဆောက်တာများများဖြစ်နေမှာလော်ဒူတယောက်တည်းတော့မဟုတ်ပါဘူးလို့ပြောပြချင်ပါတယ်။အိမ်ရလည်းမဆောက်လို့မရပါဘူး။ကိုတော့နောက်ပိုင်းလိုလာမယ့် item တွေကို crafting လုပ်ဖို့ရလိုအပ်တဲ့ wall pans တွေထားဖို့နဲ့ကိုရှာလာတဲ့ပစ္စည်းတွေတင်းစီဖို့အတွက်ကိုအိမ်ရဆောက်နေရမှာပါလေ။ကျွန်တော်ဆိုရင်တော့ရိုးရှင်းနဲ့၄000အိမ်လေးပဲပေါ့ဗျာ။ ။ဒါပေမဲ့ကျွန်တော်ပေါ်တာတွေကတော့ Sherry လမ်းပြန်နေအောင်စောက်ကြလို့မျိုးလော်ဒူတို့ကလည်းအဲ့လိုစောက်ထားတဲ့သူတွေရဲ့အိမ်တွေကိုလမ်းမှာမြင်နိုင်တွေ့နိုင်ပါတယ်။ဒါကြောင့်မလို့အိမ်ကို share စောက်လို့ရမယ်။ Cycle City ရှောက်သွားလို့ရမယ်ပေါ့ဗျာ။ကိုယ်ပါပိုင်ရတော့ရှင်းပါတယ်။ကိုယ်ပါပါလာရဲ့လက်နက်နဲ့ထိုင်ပြရမှာဖြစ်ပြီးတော့ main အနေနဲ့နှစ်လက်ခြင်နိုင်ပါတယ်။ပြေတော့မဲလီတက်လက်လဲပါမယ်ဗောလေလက်နက်တွေကတော့ဓမအစပြီးတော့ pistol crossbow rifle အစရှိတာတွေဗော quality တွေနဲ့ရှိတာဖြစ်လို့ထုံးစံတိုင်းအစိမ်းအပြားခရမ်းလိမ်မော်တွေနဲ့ပြရမှာပါ အမြင့်ဆုံးយ៉ាងကအကောင်းဆုံး item တွေဆိုပါတော့လေနောက်ပိုင်းမှာတော့လက်နက်တွေကိုအစင်တခင်းချင်းချင်းညှင့်လာပြီးတော့တခြားတွဲဖက်ပစ္စည်းတွေတက်စင်ပြီးလက်နက်အကျန်းကြီးတွေစင်လို့ရပါတယ်ပုံမှန်ရတော့ရှောက်တော့ရှောက်လို့နေရတယ်ဆိုရင်လည်း one two man ရဲ့အဓိက game play ရတော့ boss fight တွေနဲ့ quest ကိုတခြားသူတွေနဲ့အတူတူ win လုပ်ပြီးတော့ reward တွေယူရတာပါပဲအဲ့တော့ cyber grinding ဆိုရင်လည်းမမှားပါဘူးခင်ဗျအဲ mobile ရတော့လောလောဆယ်အစာသေးရှိသေးတော့စီရင်အဆောင်မို့လို့အခုချိန်မှာစဆော့မယ်ဆိုရင်ကျန်းကိုမိနိုင်သေးတယ်ဆိုပါတော့လေ ။ PC သမားတွေအရောမနစ်တရဆော့လာတာဆိုတော့ progress အရာတော့ဇလန်းအရာရောတော်တော်ကြီးကိုရောက်နေတော့ပါပဲ။ဝမ်ဆူးမန်ရပင်းများရဆိုရင်မဲ့လဲစိတ်ထွက်ပေါက်တစ်ခုအနေနဲ့အိမ်လေးဆောက်လှုပ်ချင်တာလေးရှောက်လှုပ်လိုက်လိုချင်တာလေးရှာလိုက်နဲ့နေတဲ့ဂျင်းနဲ့ဆရာဂိမ်းလေးတစ်ခုဖြစ်ပါတယ်။ အဲဝမ်ဆူးမဲမိုဘိုင်းအခက်20လောက်နေရာယူပြီးတော့ Android version 6အထက်ကဖုန်းအားလုံးမှာဆော့နိုင်မှာဖြစ်ပါတယ်။ကဲတော့လိပ်ပြတိုင်ပတ်တဲ့ဂိမ်းဆော့မဲ့ border ဘော်ကျွတ်တူရောဝမ်ဆူးမဲအကြောင်းကိုဘယ်လိုအမြင်လဲဆော့နေပြီလားဆော့ဖို့ကြိုးစားနေရလားရက်ပင်းနေကြောင်ခေါင်းကိုင်နေပြီလားဆိုတာလေးကိုကိုယ့်မတ်ဘောက်စ်မှာဆွေးနွေးပြီးတော့ပါအောင်ခင်ဗျ။အခုလောလန်ကအားပေးရတော့လေအထူးပဲကျေးဇူးတင်ရှိလိုက်ပါတယ်ခင်ဗျာ။ ဂိမေးရှိမှာဟိုလာအပေးရတော့သူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ